် NUG ရဲ့ဝန်ကြီးတွေပေါ့နော်အကွယ်ရေးနဲ့ဖြည်သေးရေးဝန်ကြီးဌာနနှစ်ခုလုံးတာဝန်ယူလို့လိုအပ်တယ်မေအောင်လိုင်းဘက်မှာတော့သူတို့ဘက်ကစစ်ရှုံးတဲ့စစ်ဘုတ်ချုပ်တွေကိုတယောက်ပြီးတယောက်ဖြိုထုတ်တက်လုပ်နေတယ်အားလုံးပဲမင်္ဂလာပါ update မြန်မာ new channel ကနေကြိုဆိုလိုက်ပါတယ်ဒီစနေမြာမြန်မာတရင်ထူတရင်ဦးတွေကိုကြည့်ရှုနှဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ YouTube channel ကို subscribe လေးနှိပ်ဖို့ပြောကြားချင်ပါတယ်။ မကုတ်မြို့ကိုလည်းဒီအငယ်လေးကပြန်ပေးဖို့တဖြည်းဖြည်းရက်တွေကရောက်လာပြီပေါ့နော်မကုတ်သူမကုတ်သားများလည်းစိုးရိမ်နေကြရပြီပေါ့နော်သူတို့ငကိုယ်တွေကစစ်ကောင်စီအောက်မှာနေနေကြတယ်အဲဒီမှာဒီအငယ်လေးကလာပြီးစစ်ကောင်စီကိုတိုက်ထုတ်တယ်ဒီမှာဒီအငယ်လေးကတစ်နှစ်ခွဲနှစ်နှစ်လောက်အုပ်ချုပ်တယ် အခုတရားနယ်လေးကပြန်ဆုတ်ပြီးပြီးတော့စစ်ကောင်စီကိုပြန်ခေါ်လာတယ်။ရှုံးသွားတာမဟုတ်ဘူးနော်။ပြန်ခေါ်လာတာ။အပေးယူလောက်တာပေါ့။အဲ့တော့မုတ်ကုတ်ပြည်သူပြည်သားတွေနဲ့အပေးယူလောက်တယ်။အဲ့တော့မုတ်ကုတ်မြို့သူမြို့သားတွေကဘာမှမသိတော့ဘူးကွာ။မတည်ငြိမ်မှုတွေနဲ့မသေးကြမရေရာမှုတွေနဲ့ချက်သွားတာပေါ့။အဲ့တော့ ကျွန်တော်တို့အားလုံးရဲ့ဒါဒီတွန်လိုက်ရေးအပေါ်မှာစဉ်းစားကြတဲ့အနေအထားတွေပဲပေါ့နော်အဲ့တော့မြန်မာနိုင်ငံတမိုင်းမှာတော့ဒီစစ်ကောင်စီကိုတိုက်ထုတ်နိုင်လိုက်တဲ့ဆိုတဲ့တမိုင်းတော့မှတ်တမ်းဝင်သွားတယ်ဒါပေမဲ့ဘလို့ကြောင်းကြောင်းနဲ့ပဲဖြစ်ဖြစ်စစ်ကောင်စီကိုပြန်ပေးရတယ်အဲ့တော့စစ်ကောင်စီဘက်ကကြည်ရင်တော့ဘလို့ပဲဖြစ်ဖြစ် သူတို့ကအောင်ပွဲခံသွားတဲ့ပုံစံဖြစ်တာပေါ့ကြားတဲ့ကဘယ်သူနဲ့နားလဲဆိုတော့ PDF တွေနဲ့နားတယ်နိုင်ငံရေးတိတ်ခါကြတယ်စီရေးတိတ်ခါကြတယ်ပါကဖားတွေစီရေးတိတ်ခါကြတယ် NUG စီရေးတိတ်ခါကြတာပေါ့ဒါမျိုးတော်လိုက်မှာအလွန်အမှန်ကြီးမာတဲ့သင်္ကန်းစားကြီးပဲအလွန်အမှန်ကြီးမာတဲ့သင်္ကန်းစားကြီးပဲ ဒါကိုကျွန်တော်တို့ဒီရှစ်ခဲ့တာဖြစ်ပြက်ခဲ့တာကိုတော့ဘာမှကျွန်တော်တို့ပြောမနေဘူးမလို့ပါဘူးဒါကတော့ဖြစ်တဲ့အတိုင်းပဲလက်ခံရမှာအဲ့ဒီလက်ခံမှုကနေပြီးတော့ကျွန်တော်တို့ကသင်ခန်းစာတွေယူဖို့ပဲကြံတာပေါ့အဓိကကစစ်ကောင်စီကကိုယ့်ကိုဖြက်လေးပြက်ဖြက်တယ်ပေါ့ ကိုယ်ဒီဘက်ကစစ်ကောင်စီကိုဖျက်လိပြပြမလုံနိုင်ဘူးနော်စစ်ကောင်စီဝင်ဝေးအားနေသွားအောင်လည်းမလုံနာနိုင်ဘူးစစ်ကောင်စီလက်နဲ့လမ်းကြောင်းတွေမရအောင်လည်းမတားဆီးနိုင်ဘူးအဲ့တော့စစ်ကောင်စီလူရင်းအားမစူဆောင်းနိုင်အောင်လည်းမတားဆီးနိုင်ဘူးအဲ့တော့ဒါကိုကြည့်ခြင်းအဖြစ်ကျွန်တော်တို့ဘက်မှာ policy maker တွေက policy ထဲမှာပဲခြေလက်ပဲရမ်းနေပြီဆိုတာကိုတွေ့ရတယ်တော့ဒီ policy maker တွေကဒီ policy ထဲမှာပဲခြေလက်ပဲရမ်းလာပြီတကယ်တမ်းဖြစ်တဲ့စစ်ကောင်စီရဲ့ဝင်ငွေရလန်းကိုလည်းမတားနိုင်ဘူးလူရင်းအားစုဆောင်မှုကိုလည်းမတားနိုင်ဘူးလက်နေရတဲ့လမ်းကြောင်းကိုလည်းမတားနိုင်ဘူး စစ်ကောင်စီအမြဲတမ်းလုပ်နေတဲ့ဒုခွဲဆက်ဆံရေးကိုလည်းမတားနိုင်ဘူးအဲ့တော့စစ်ကောင်စီရဲ့ဘသူတည်တည်ငတိမှာပြီးရောဆိုတဲ့ရည်ရွယ်ချက်အရာဘသူကိုပဲဖြစ်ဖြစ်ချာနေမယ်ဆိုတဲ့လုံပိုင်ခွင့်ကနေဖြစ်နေတာဖြစ်တာဖြစ်တဲ့အတွက်ဒါကိုကျွန်တော်တို့က အလွန်ကြီးမားတဲ့သင်ခန်းစာတစ်ခုအနေနဲ့ပြချစဉ်းစားဖို့လိုတယ်အဲ့တော့အဲ့တော့ဒီချိန်မှာကျွန်တော်တို့ရဲ့တွန်လိုင်းရေးတက်ဖွဲ့တွေကိုဟို ချိုးနှိမ်တဲ့စကားများနဲ့လာပြောတဲ့မိသူကွန်မန့်ကိုမဆိုဘလောက်ပါလဲနော်ဒူဒီဘေ6800စာများကိုဘလောက်ပါလဲနော်လူကြီးမင်းတို့အေးစစေးနားထောင်လို့ရတယ်လူကြီးမင်းတို့ကိုမကြိုးစိုးဘူးဒီမှာတော့ကွန်မန့်ရေးခြင်းကိုကိုဘောမှာလာရေးပါအဲ့တော့ အောင်ပလောင်နဲ့ဒီခေါ်သွင်းလာတယ်ဆိုရင်တော့ကျွန်တော်တို့ကပြန်တိုက်ထုတ်နိုင်တဲ့လူလူယူသေးရွှေရည်တွေအင်အားမရှိသေးတာဖြစ်တဲ့အတွက်အခုလိုမျိုးအထင်သေးခြင်းခံလိုက်ရတာအတရားလောက်တာခံရတာပေါ့ဗျဒီသဘောပဲပြောရမယ် အဲ့တော့ဒါဘဂရီရှိတရားပါအဲ့တော့မတရားလောက်တာခံရတယ်လို့ပဲကျွန်တော်တို့ကစဉ်းစားမှာပြီးတော့ကိုကိုအနေထားကိုကိုကဟိုဟိုတိတိကျကျမတီးဆောင်နိုင်ဘူးတိတိကျကျပြန်မခုခံနိုင်ဘူးဆိုတဲ့သတိပါပဲပြီးတော့ဟိုရှင်းရှင်းလင်းလင်းမလုပ်တဲ့ကိစ္စပါ မကိုတဲကလည်းဒီတအောင်ပလောင်ကအုတ်ချုပ်မယ်ဆိုလေတအောင်ပလောင်နဲ့ဒီကိုကဘွေမပါနဲ့ရှင်းရှင်းလင်းလင်းလည်းမလုပ်ထားဘူးပေါ့ဟိုကိုကပဲအုတ်ချုပ်တလူလူတအောင်ပလောင်ကပဲအုတ်ချုပ်တလူလူနဲ့တကယ်တမ်းကြတော့ကိုကကြားတဲကနေမိစားပြီးဖြစ်ပြီးအပြောခံရပြီအဲ့တော့ဟိုအာဟိုတည်တည်ချာချာ ျွန်တော်တို့နောက်ကျင်သွားမယ်လို့လည်းထင်ပါတယ်ကျွန်တော်တို့ဘက်ကဒီကိုမောင်တော်မာတယ်အဲ့တော့အဲ့တော့အကောင်းဆုံးအကောင်းဆုံးက short တွက်လို့မရဘူးဆိုတာကိုသေသေးချာချာထပ်ပြီးတော့သဘောပေါက်ဖို့လိုတယ်အဲ့တော့ဒီ short တွက်လို့မရတဲ့စကောင်းစီကိုတယောက်တစ်ပေါက်နဲ့လုံးလို့မရဘူးဆိုတာကိုလည်းသေသေးချာချာသဘောပေါက်လာဖို့လိုလာပြီအောင်ပလောင်လို့တက်မတော်ကြီးဖြစ်ဖို့အေးအေးလို့တက်မတော်ကြီးဖြစ်ဖို့ KIA လို့တက်မတော်ကြီးဖြစ်ဖို့ကျွန်တော်တို့လိုနေပြီဆိုတာအခြားမိမောင်းထုတ်ပြနေတဲ့သဘောပဲရှိတယ် ူတို့ကစုဖွဲ့မှုကောင်းတယ်။အင်အားရှိတယ်လက်နက်ကောင်းတယ်ပြူပါကောင်းတယ်။ကျွန်တော်တို့ကအဖွဲ့သေးသေးလေးတွေနဲ့တယောက်တစ်ပေါက်ဖြစ်နေတယ်။တကယ်လည်းနေလန်းကလာဒီအဖွဲ့ကြီးကိုရင်ဆိုင်ဖို့ဖြစ်တဲ့အခါမှာအအောင်ပလောင်တော့ကျွန်တော်တို့မရင်ဆိုင်နိုင်ဘူးကိုယ်ကအဲ့တော့အမှန်တကယ်မရှိတဲ့ကိန်းကနန်းတွေနဲ့ဂုံယူနေမဲ့အစား အမှန်တကယ်ရှိတဲ့ကိန်းကနန်းဒီကိုအခုသဘောပေါက်ဖို့အချိန်ကြာပြီပေါ့နော်အဲ့တော့ဒါကိုကြည့်ခြင်းအဖြစ် NUG ကတာဝန်ရှိသူများစီရေးတာဝန်ရှိသူများဒီရေးချင်းမပြည့်မီသေးဘူးဆိုတာ ရှင်းရှင်းလင်းလင်းတွေ့နေရပြီမဟာမိတ်ဆက်ဆံရေးကိုလည်းမတိဆောင်းနိုင်ဘူးကိုယ့်ရဲ့စိတ်အင်အားကိုလည်းလူရည်သေးရှည်သေးဖြစ်အောင်မလုပ်ပြနိုင်ဘူးအဲ့တော့ကောင်းဆောင်မှု လုံးနေကြတဲ့သူများရဲ့ policy ချမှတ်မှုများဟာသူတို့ policy ထဲမှာပဲသူတို့ကိုယ်တိုင်ရုံးထွက်မရဖြစ်နေပြီးလက်တွေ့မြေပြင်မှာအလုပ်ဖြစ်မှုအားနည်းနေသေးတယ်ဆိုတဲ့ပြာယုံပါအဲ့တော့ energy ရဲ့ ဝန်ကြီးတွေပေါ့နော်ဗန္ဒာရေးကာကွယ်ရေး sorry ဗန္ဒာကာကွယ်ရေးနဲ့ပြည်ထရေးဝန်ကြီးဌာနနှစ်ခုလုံးတာဝန်ယူဖို့လိုအပ်တယ်လိုအပ်တဲ့အရေးချင်းမပြည့်မီသေးဘူးလို့ယုံကြည်ရတယ်အဲ့တော့ မဲအောင်လိုင်ဘက်မှာတော့သူတို့ဘက်ကစစ်ရှုံးတဲ့စစ်ဗိုလ်ချုပ်တွေကိုတယောက်ပြီးတယောက်ဖြိုထုတ်တက်လုပ်နေတယ်အခုပဲရှိနမခတိုင်းမှုကိုဖန်လိုက်ပြီးလဲလိုက်ပြီးကျွန်တော်တို့ဘက်မှာကအခုအရှုံးဖြစ်သွားတာကိုဘယ်သူတောင်းယူ ဲ့တော့ငါတို့ကတော်လှန်ရေးပဲဖြစ်တယ်ငါတို့ကတာဝန်ယူမှုတာဝန်ခံမှုမရှိဘူးရှုံးလဲငါတို့စူးစမ်းနေတာပဲမနိုင်တာပဲဖြစ်တယ်ဆိုတဲ့ပုံစံနဲ့ပဲဆက်သွားမှာလားအခုဒီမိုးကုတ်ကိစ္စကဘသူကဆုံးဖြတ်တာလဲဘသူကတီယန်လေအလီနဲ့ပူပေါင်းမှုဆောင်ရွက်တာလဲဘသူကတီယန်လေအလီကမိုးကုတ်ကိုသိမ်းတဲ့အချိန်မှာဝင်ပါဖို့စူးစမ်းတာလဲ တကယ်လို့မိုးကုတ်ရဲ့အုတ်ချွေရန်နေရာကိုဘာကြောင့်ဝင်ပါဖို့ကြိုးစားတာလဲမပိုင်ပဲနဲ့အဲ့တော့ကိုကတို့လည်းအုတ်ချွေရတာလည်းမဟုတ်ဘူးတရားလမ်းလည်းသဘောပြည့်နေပြီဦးတကယ်တရားလမ်းလေးပြန်ဆုတ်တော့ကိုအုတ်ချွေရန်နေရာကိုဖျက်ပြရပြီပေါ့တော်ကျင်တာကမိုးကုတ်မြို့ကိုစစ်အင်အားနဲ့ပပိုင်နေနဲ့မထိန်ချုပ်နိုင်ပဲဘာကိစ္စဝင်ပါတာလဲအဲ့တော့အခုပုဂ္ဂိုလ်ပြည်သူများအတွက်တရားခံစင်းတဲ့မှာကိုပါဝင်ပါနေပြီအဲ့ဒါကိုဘယ်သူဆုံးဖြတ်တာလဲ အဲ့ဒီကိစ္စကိုဘယ်လိုရေးယူပါလဲပြီးတော့ဒီမိုးကုတ်ကို ပြန်လဲခုခံဖို့အတွက်ပြင်ဆင်မှုတွေလှုပ်ဆောင်မှုတွေဘာကြောင့်မလုပ်ထားနိုင်တာလဲ MOD ဆိုတဲ့ MOD ဆိုတဲ့ဒီကာကွယ်ရေးဝန်ကြီးဌာနဟာမိုးကုတ်တစ်မြို့ကိုတော့ပြန်မတိုက်နိုင်တဲ့ ပြန်မခုခံနိုင်ပဲစုပ်ပြရတယ်ဆိုတဲ့ဒီအရှုံးကိုဘသူတောင်းခံပါလဲအဲ့တော့တူတက်မှုမရှိပဲနေဒီသူများရဲ့အောင်မြင်မှုတွေကိုကိုယ်အောင်မြင်မှုပုံစံနဲ့ပြောဆိုခဲ့တဲ့လူတွေဘသူတောင်းယူမှာ NUG ရဲ့အောင်မြင်မှုမဟုတ်ပဲတအောင်းဘလောင်ရဲ့အောင်မြင်မှုကို NUG ရဲ့အောင်မြင်မှုပုံစံနဲ့ရောချပြောဆိုခဲ့တဲ့သူများဘသူတောင်းဝန်ယူပါလဲအဲ့တော့ဒီဒီချာချာစဉ်းစားဖို့လိုပါတယ် တကူတွေကမုတ်ကိုကိုဝိုင်းထားတာပဲလုပ်နေစစ်ကောင်စီကိုပြတ်ပိတ်ထားမယ်ဆိုရင်လေကျွန်တော်တို့ကခံစားသေးတယ်အခုကမုတ်ကိုကိုစစ်ကောင်စီဘက်ကတောင်းပလောင်နဲ့အတူမုတ်မုတ်ကိုမုတ်မိတ်ကိုပြန်ခေါ်သွင်းလာတဲ့အခါမှာငကိုတဲ့အဆအင်အား၁၀ဆအဆ၂၀ပါတယ်စစ်အင်အားနဲ့လာတော့မှာ ခုဆိုရင်တို့ပြောပုံရဆိုတမနှမနဲ့လာပါအဲ့တော့အချိန်တွေကငိုကငိုထက်ပုံဆိုးသွားစေတယ်ဒါကြောင့်ဒီမိုးကုတ်ကိုတိမ့်တဲ့မဟာဗျူဟာနဲ့ဒီမိုးကုတ်ကိုထိန်းချုပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုဘသူချတာလဲဘသူကပူပေါင်းပါဝင်တာလဲအဲ့တော့စည်ရည်နေထားရပို့ပြီးအချိန်ကြီးဆိုးသွားစေတောင်ဖြစ်ပေါ်အောင်ဘသူကလောက်တာလဲဘသူတောင်းခံပါလဲ ဒါနောက်ရှိနောက်ရှိတွေရှိတွေရှိတွေမှာဖြစ်လာတော့မယ်ဒါစစ်စင်ရေးများအတွက်လည်းအလွန်အတန်ရေးကြီးတယ်ပူပေါင်းဆောင်ရွက်မှုအတွက်လည်းအလွန်အတန်ရေးကြီးတယ်အဲ့တော့ပြန်ဆုတ်ပေးရမယ်အခုလိုပြန်ဆုတ်ပေးရမယ်သူ့လက်ထဲပြန်အံ့အံ့မှာကိုတည့်ရဲ့သားနဲ့မိုးကိုကိုဝင်သိမ်းနဲ့ဆုံးဖြတ်ချက်ချတဲ့လူကိုပူပေါင်းတဲ့လူတွေအားလုံး အဝန်ယူရလိမ့်မယ်လေမဟုတ်ဘူးလားဒီချိန်မှာ TNL တခုတည်းကိုထိုးချတယ်ဆိုတာမှတ်မှတ်ဘူးလေကျွန်တော်တို့ခန့်ထားတဲ့ခေါင်းဆောင်တွေဟာရှေ့ရေးကိုအမျှော်မြင်ရှိစွာနဲ့စဉ်စားဆုံးဖြတ်နိုင်တဲ့ခေါင်းဆောင်တွေဖြစ်ဖို့လိုတယ်လေတကယ်လို့အခုလိုအနေအထားမျိုးဖြစ်လာရင်တို့ after ပေါ့နော် after occupy ပေါ့နောက်မလဲ after operation ပေါ့ ဒီ operation အလွန်ကာလဘုတ်ကုတ်ကိုသိမ်းပြီးအလွန်ကာလမှာ ဖြစ်လာတော့မယ်စီရီအနေထားများအခုလိုအပြောင်းလဲအနေထားများတရုတ်နိုင်ငံရဲ့ PR နဲ့စစ်တပ်ကလုံလာမယ်အနေထားများကိုထဲ့မစင်စားတာကြဘူးလားဒါရီအားလုံးဒီအဲ့လိုဖြစ်လာရင်လည်းဘလို့ကာကွယ်မလဲငါတို့ထိန်းနိုင်မလားမထိန်းနိုင်ဘူးပြန်ပေးရမယ်ဆိုရင်ငကိုယ်တည်းကမသိမ်းသင့်ဘူးမျိုးကိုပဲဝိုင်းထားတင်တယ် သူစစ်တက်ကိုပဲအမှဲ့ချွေချေတင်နေတဲ့ဒီမျိုးဟာကိုစဉ်းစားထားတင်တယ်။အဲ့ဒါမျိုးတွေကိုဘယ်သူဆုံးဖြတ်တာလဲ။အဲ့တော့ NUG MOD မှာအလွန်အမတန်တိကျတယ်နော်တို့ဘုံလေအလွန်အမတန်ကောင်းတဲ့မဟာဗျူဟာတွေမရှိနေပဲသူများလုပ်နေတာကိုအော်ယော်ယော်ကြက်ယော်ယော်ဘာရင်ဘာသာရင်ရင်ဘာရင်ရင်ပေါ့နော်ဟိုတန်ရောင်လိုက်ပြီး ဟိုတိကျတဲ့မဟာဗျူဟာနဲ့တိကျတဲ့စဉ်းစားထားဖို့မရှိဘဲနဲ့ဟိုညှောလိုက်နေတဲ့ policy ရှိနေတဲ့ပုံစံကိုဒီနေ့မိုးကုတ်အဖြစ်ပြက်ကသက်သေပြနေတာပဲဒါက TNL ရဲ့အစနေစက်ကွန်စစ်စင်ရေငါတို့နဲ့မဆိုင်ဘူးဆိုရင်ဘာကိစ္စမိုးကုန်းတော့ဘာကဖားတွေကအုတ်ချိုးရုံဝင်လုပ်နေတာလေအဲ့ဒါအန်ယူဂျီကတောင်းယူအောင်ပါလေ အဲ့တော့ပြောချင်တာက MUM NUG ရဲ့ MOD MOD နဲ့ဒီဒီပြည်ထဲကြီးတွေကဒါကိုငါတို့ပါသိသလားမပါသိသလားအချိန်တန်လို့တောင်းပလောင်ကအခုလိုသစ္စာဖောက်တာတွေတရုတ်ပြည်အားမခံနိုင်လို့ပြန်ဖြစ်ငါတို့က ဝင်ပါထားရင်ငါတို့ပါထိခိုက်လာနိုင်တယ်ဒါကြောင့်ငါတို့ဒီခွက်ခွက်ွားနေသင့်တယ်ဒါမျိုးစဉ်းစားဆုံးဖြတ်ထားပုံတွေရှိပုံမရဘူးအော်တော်လိုက်နိုင်ပြီးတော့သူတို့အောင်ပွဲရတယ်စစ်တပ်ကငါတို့နှွာနိုင်တယ်မြို့သိမ်းနိုင်တယ်ဆိုတဲ့ပုံစံနဲ့သူများရတဲ့အောင်ပွဲကိုချော်လဲရောထိုင်လုပ်ပြီးဝိုင်းမျိုးအောင်ပွဲခံခဲ့တဲ့ပုံစံတွေလာတို့ဒီမဟုတ်ရင်လေဟိုရတဲ့အနေထားကနေ ငါတို့အုပ်ချုပ်လို့ရတော့ဝင်အုပ်ချုပ်လိုက်မယ်ဆိုတဲ့ပုံစံလားအဲ့တော့ NUG ဟာဒေသတစ်ခုကိုကိုစားပြုတာမဟုတ်ဘူး NUG ဟာတိုင်းသားတစ်ဖွဲ့ကိုလည်းကိုစားပြုတာမဟုတ်ဘူးလူမျိုးတစ်မျိုးကိုလည်းကိုစားပြုတာမဟုတ်ဘူး Federal ဆိုတဲ့တနိုင်ငံလုံးရဲ့တော်လှန်ရေးရဲ့ဥဆောင်အစိုးရဖြစ်တယ်တနိုင်ငံလုံးကိုလွှမ်းခြုံထားတဲ့ကိုစားပြုအစိုးရဖြစ်တာဖြစ်တာဖြစ်တဲ့တဲ့သူတို့မှာဒီလိုရေရှည်အမျှော်မြင်ရှိသော စဉ်းစားဆုံးဖြတ်ချက်တွေနဲ့ပူပေါင်းပါဝင်မှုတွေအတွေ့တာဝန်ယူတာဝန်ခံမှုရှိဖို့ရှိဖို့လိုအပ်တယ်ဒီသစ္စာပေါက်ခံရတယ်လို့ပြောရင်ကိုကတပောင်းလို့သစ္စာပေါက်ခံရတာလေ right ကိုမပေါင်းမဲနဲ့သစ္စာပေါက်မခံရဘူးလေကိုရဲ့ဆုံးဖြတ်ချက်အမှားတွေကြောင့်တပောင်းလို့သစ္စာပေါက်ခံရတာလေ မိတ်ဆွေမိတ်ဆွေပေါင်းသင်းပေါင်းတဲ့ကျင်ပါတင်းငယ်ဒီတင်ငယ်ချင်းကငါ့အပြီးဆိုအဲ့တင်ငယ်ချင်းကကိုသပေါင်းလာတာဘူးငကိုတွေကကိုသိရင်ခက်ခွက်ခွာနေတိုင်းမပတ်သက်တိုင်းသူကိုလာပြီးတက်စာဖောက်လို့မရလားအဲ့တော့ဖန်နဲ့အဲ့ဒီပွဲမှာမပါခဲ့ရင်အညာဘက်ကိုလက်နဲ့မရောက်နိုင်ဘူးဆိုရင်လက်ခံတယ်ဒါပေမဲ့ပါပြီးသွားရင်ဘာလို့အချိုရည်ဝမ်းနေရန်တရားပါဝင်ပါနေလားလေသူတို့ပါခိုင်းလို့ဝင်ပါတယ် ပြီးရင်ကိုကခက်ခွာနေပြီးတော့ဒီအုတ်ချုံရံတရားမှာကိုနဲ့မဆိုင်သလိုနေရမှာလေ